မင်္ဂလာပါကျမမနေ့ကကျမနတ်သက်ဖြူခဲလေးပေါ့နော်ကျမတို့နတ်သက်ဖြူခဲလေးအဲကျမတို့မကြခင်ပေါ့နော်ကျမတို့ရှစ်လပိုင်းမှာနတ်သက်ဖြူခဲတွေထုတ်မယ်ဆိုပြီးတော့ကျမမနေ့ကနတ်သက်ဖြူကျမ intro လေးဝင်လိုက်တယ်ပေါ့နော်နတ်သက်ဖြူနဲ့ပတ်သက်ပြီးစာ intro လေးဝင်လိုက်တယ် intro လေးဝင်လိုက်ပြီးတော့နတ်သက်ဖြူကကျမရှင်းပြတယ် like ထဲမှာလည်းရှင်းပြတယ်နောက်တစ်ခါကျမ TikTok နဲ့လည်းရှင်းပြတယ်ဒါလေးဆက်လုပ်ဖို့ဒီအော်နတ်သက်ဖြူက ကျမတို့ကအတွင်းထဲကအနှစ်သားကိုကျမတို့ကတွေးမှာနော်အဲ့နဲ့တော့သွေးပြီးတော့မှထုတ်မှဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီအချိန်ပေးရမယ်။ तू ကကရမက်သွေးသလား तू ကမလွယ်ဘူး။ကရမက်ကကြတော့သွေးလိုက်တယ်ဆိုလို့ရှိရင်အနှစ်တရာချက်ချင်းတန်းပြီးတော့ထွက်တာ။ဒါလက်သက်ဖြူအတုံး။ဒါကအမှန်တကယ်ကကျမဒီအတုံးရဲ့အနေအထားကတပိတ်တာနဲ့ကျမဟိုဟာရှိရယ်။တပိတ်တာ20သားရှိရယ်။အမှန်တကယ်ကကျမဒါတပိတ်တာကွက်တိဖြတ်ထားတာ။တပိတ်တာကိုလက်သက်ဖြူက2သိန်းနဲ့2သား။ အဲ့ဒီနတ်သက်ဖြူရဲ့ပုံစံကိုပြောပြနတ်သက်ဖြူအစ်စ်ရဲ့အစ်စ်အနစ်အစ်စ်အနစ်ကိုပြောပြမှာကျွန်မသူဒီအပင်ဒါအပင်เนาะဒါကအကာသူ့ရဲ့ဒီအတွင်းထဲမှာရှိတဲ့ဒီဟာအနစ်သားဒါကအပင်ရအကာဒါကအတွင်းထဲရအနစ်ကျွန်မတို့ကဒီအပင်အကာကိုလုံးဝမသုံးဘူးဒီအပင်ကာနဲ့သူ့ရဲ့အကြားထဲမှာသူကဒီနာလေးမှာအပွေးလေးတွေရှိတယ် အဲ့ဒါလေးတွေကိုသူကဒီလိုမျိုးတွေခွာချလိုက်မယ်ဆိုအမှုံလေးတွေထွက်လာတယ်နော်အမှုံလေးတွေအမှုံလေးတွေထွက်လာတယ်နော်အဲ့တော့ကျမတို့ကဒီထက်ကအတွင်းလေးကအနှစ်သားကိုလောက်มาဖြစ်တယ်ကရမက်ဆိုလဲဒီတိုင်းပဲဇာတို့ကအတွင်းလေးကအနှစ်သားကိုပဲကျမတို့ကတွေးတာသိချလေးနော်အဲ့တော့ဒီဟာကတွေးတာကျမမနေ့ကစမ်းပြီးတော့တွေးကြည့်တာတော်တော်မလွယ်ဘူးဒီနတ်တပြုလုံးကိုတွေးတာအချိန်အကြာကြီးဖိရတယ်အမှုံကဝယ်လို့ရတယ်ကရမက်အမှုံနတ်တပြုအမှုံဆိုတာရှိတယ် အဲ့ဒီအမုတ်လေးကိုကျမတို့ကရေးဖြောရေးဖြောလဲဆိုတာရေးချက်အေးလေးနဲ့ဖြောဖြောပြီးတော့အနက်စီထက်ထက်ပြီးတော့မှမိုးရိုက်တနခါထုတ်အဲ့ဒါအင်မတန်မှလွယ်ကူသောအလုပ်အင်မတန်မှလွယ်ဒီလိုခက်ရခက်စိတ်မရှိဘူးခက်ရခက်စိတ်ရှိတာဒီကအချိန်ပေးရတာအချိန်ပေးရတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီအနစ်တွေထွက်ဖို့အတွက်ကိုကျမတို့ကအချိန်လေးအများကြီးပေးရတယ် အချိန်နဲ့အများကြီးဆိုအများကြီးပေးရတယ်ဒီအသွေးပြီးသားအနှစ်တွေကိုထွက်လာပြီဆိုလို့ရှိရင်ရေပြတ်စေရတယ်ရေစစ်ပြီးတော့မှ ကျန်းနေတဲ့အနှစ်တွေကိုကျမတို့ကရေနွင်းနွင်းလေးနဲ့ကျမတို့ကနေရတယ်နေပြီးတော့မှမိုးရိုက်မိုးရိုက်ပြီးတော့အချောက်ခံအချောက်ခံပြီးတော့မှတနခါထွက်လာတာနော်အဲ့တော့တချို့ကပြောကြတယ်မတ်တင်စာအောင်နဲ့ကရမက်ခဲကအရင်တိတာပါတယ်ဒီလိုအတုံးကိုကရမက်အတုံးရှိတယ်ရောက်တော့ပါတယ် အတုံးကိုသွေးပြီးမှလောက်တာတဲ့အရန်တိတာတဲ့ဘာဖြစ်လို့လဲဆိုတော့ကျမကရမဲအခဲတွေကဒါကရမဲကရမဲအခဲတွေကဒီအတုံးကိုသွေးရတကက်တူပဲဒီအမနေ့ကစက်ရုပ်ပိုင်ရှင်နဲ့တိုင်ပင်နေပေါ့နော်အမလက်သဖြူသွေးမယ်ဆိုတော့အမကုံချမ်းစရိတ်ကတော့အရန်များမယ်နော်ရတယ်များပါစေအမစူးစမ်းမယ် အစစ်အမှန်လေးကိုပေးခြင်းတယ်အစစ်အမှန်လေးကိုပေးခြင်းတဲ့အတွက်ကျမတို့ဒီစူးစမ်းရမှာပဲနော်အဲ့တော့နေသက်ဖြူကုံချမ်းဘိုးတင်တွက်လိုက်တာကို3500ကျော်တယ်ဒီနေသက်ဖြူအတုံးဘိုးတွေတွက်လိုက်တာ3500ကျော်တယ်ကျမနောက်ထပ်ဟိုဘူးကွန်ဘိုးတွေပလတ်စတစ်ဘိုးတွေတစိုက်ဘိုးတွေဘာမှမပါသေးဘူးဒါပေမဲ့လို့အလုပ်တစ်ခုကိုလုပ်ပြီးဆိုလို့ရှိရင်ထုတ်လုပ်သူဆိုတာအဲ့လိုပဲရင်းရတာပဲကျမရင်းမယ်လေနော်ဘာဖြစ်လို့လဲဆိုတော့ကျမလည်းစူးစမ်းမယ် အားလုံးနဲ့ဆဲရဆဲအဖွဲ့သားများလည်းထူစားကြတယ်အဲ့ဒီအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်အဲ့တော့ net တက်ဖြူကိုစစ်စစ်ကလေးသုံးချင်တဲ့သူတွေအတွက်ဆဲရဆက်ကနေပြီးတော့နောက်၈လပိုင်းပေါ့ကျွန်မ၈လပိုင်းမှာ net တက်ဖြူခဲတွေကိုကျွန်မလက်ထဲမှာ အခဲအရေးအတွက်တော်တော်များများရပြီဆိုလို့ရှိရင်စပြီးတော့ဖြတ်ပါမယ်အဲ့ဒီအချိန်ကျမှငွေသွင်းကြပါမနေ့ကကျမ live ပဲရှိသေးတယ်ငွေသွင်းဖို့လာပြောနေကြတယ်နော် တယောက်ကအခဲ900ဘိုးဆိုသွင်းချင်နေတယ်နော်ခဏနေပါဦးငွေတွေလုံးဝမသွင်းပါနဲ့အုံးကျမလက်ထဲမှာလည်းပစ္စည်းရရမလာသေးဘူးကျမအခဲတွေသွင်းမယ်သွင်းပြီးတော့အခဲတွေရပြီဘူးပုံစံပါကင်ပုံစံလေးကျမပြပြီးပြီဆိုလို့ရှိရင်တော့ကျမလက်ထဲမှာများများဆဆရပြီဆိုတာနဲ့တခိုင်းတန့်ဖြတ်တယ်နော်အခုလုံးဝငွေသွင်းလုံးဝလက်မခံပါဘူးနော်ကျမကငွေလုံးဝမသွင်းပါနဲ့တော်တော်ဆယ်ကျမငွေမလိုသေးပါဘူး နော်ကျမရင်းနိုင်ပါတယ်နော်ကျမအရင်ကြီးကကျမထုတ်နိုင်လို့ကျမလုပ်တာပါနော်အဲ့ဒီတော့မြမတို့စီကနေကျမပစ္စည်းရမှငွေယူမှပစ္စည်းမမြင်ရသေးပဲနဲ့လေငွေတွေကိုစွမသွင်းကြပါနဲ့ဟောနော်ခဏလေးပါနော်စောင့်ပေးကြပါကရမက်တုံးကလည်းအဲ့တိုင်းပဲကရမက်တုံးကလည်းငွေတွေစွသွင်းကြတာကျမနော်ကျမဘာဖြစ်လဲဆိုတော့သူများငွေကိုလက်ခံပြီးပြီဆိုလို့ရှိရင်ကျမကနေပစ္စည်းမပေးရသေးဘူးဆိုလို့ရှိရင်ကျမအဲ့လည်းမပြောဘူးစားလည်းမဝင်ဘူး သိလားမြန်မာလေးတို့မမတို့စီကနေပြီးတော့ပတ်ဆက်တွေရလာပြီဆိုလို့ရှိရင်ပစ္စည်းကိုပေးချင်တာနော်အဲ့ဒီတွေကို့မှာ stress တွေအများများတယ် pressure တွေအများရှိတယ်နော်အဲ့ဒါကြောင့်မို့လို့တောင်းပန်ပါတယ်ငွေတွေကိုမသွင်းချပါနဲ့အိုးကျမပစ္စည်းရလာတဲ့ငွေသွင်းဖို့ကျမရှက်ကိုပြောပါမယ်နော်ကျမလည်းအဲထဲမှာဘူးပုံစံတွေပါကျမတေချာလေးလုံလိုက်အောင်မယ်နော်ကျမဒီလို plastic အိမ်နဲ့ထုတ်မှာမဟုတ်ဘူးပလတ်စတစ်အိမ်နဲ့သွားမှာမဟုတ်ဘူးကရမက်ကိုဘာဖြစ်လို့ကျမပလတ်စတစ်အိမ်နဲ့သွားလိုက်ရလဲဆိုတော့ကျမလုပ်တဲ့ ဘူးလောက်တဲ့နေရာကငလျင်ထဲမှာပါသွားလို့အဲ့ဒါကြောင့်မို့လို့နော်အဲ့တော့ရှင်းလာပိုင်းမှာဒီနေသက်ဖြူကိုစပြီးတော့ထုတ်ပါမယ်ဆိုတဲ့အကြောင်းကိုကျွန်မတင်ပြကောင်းပြရပါရှင်